ကျောက်ကူရဲကတက်နိုင်သောအတန်းဆိုတဲ့တရေဇလန်လေးနာဆင်ရမှာပဲဖြစ်ပါရဲ့ရှင်မြမပြီအလဲပိုင်း၆တွေ့ပူပြင်းနဲ့ကြေးရွာလေးတရွာမှာမိုးကြီးသည်မြင့်နဲ့ပိုင်းအထိ သေးထန်စွာရွာသွန်းနေသည့်လွန်ခဲ့တဲ့နှစ်30ကဤကျေးရွာမှာဥပရှင်ဆိုတဲ့နမည်ဆိုးရွားသူလယ်သမားကြီးတဦးရှိခဲ့ဘူးလေသူဟာကျိန်တန်ငွေရန်ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ကျေးရွာသားတွေကိုအကြက်ကင်ခဲ့သူပါသူ့ရဲ့တေဆုံးမှုကလည်းထူးဆန်းတဲ့သူ့ကိုခန္ဓာကိုကျေးရွာအနောက်မှာရှိတဲ့ကြောက်ကူကြီးထဲမှာလယ်ဘင်းညက်ပြီးအသက်ခံရတဲ့ အနေထားနဲ့တွေ့ရှိခဲ့ရတဲ့ဒီညမှာတော့ကျေးရွာက လူငယ်လေးနှစ်ယောက်မောင်အောင်မင်းနဲ့ညီအောင်ဟန်ညီကိုတွေဖြစ်ကြတယ်သူတို့ရဲ့အဖေဟာအရက်သမားကြီးညဘက်အိမ်ပြန်လာရင်မိသားစုကိုအเจ้าမဲ့ရိုက်နှက်တတ်သူပါဒီညမှာလည်းအဖေရဲ့ရိုက်နှက်မှုကနေလွတ်ကင်းဖို့ညီကိုနှစ်ယောက်အိမ်နောက်ဖေးကြောက်ကူဘက်ကို ထွက်ပြေးခဲ့ကြတယ်အကိုဒီကူထဲမှာဝင်ခိုးလို့ရမလားညီအောင်ဟန်ကရွရွတုံလုံးနေတဲ့အတန်နဲ့မေးလိုက်တယ် ကြောက်เสียရမလို့ဘူးกว่าဥပရှင်ဆိုတဲ့တရေအကြောင်းကြေးရွာကလူတွေလှုပ်ကြတဲ့စကားပဲဘသူမှတက်တယ်မတွေ့ဘူးကြဘူးလို့အောင်မင်းကညီကိုယုံကြည်မှုပေးဖို့စ조사ရင်ကူရဲကိုဥဆောင်ဝင်လိုက်တယ်ကူရဲမှာအေးဆက်ပြီးဆိုထိုင်းနေတယ်သူတို့နှစ်ယောက်ကူအတွင်းနဲ့ခဏနဲ့လေးကိုရောက်သွားတယ်အတန်ကြာတဲ့အထိဘာမှမဖြစ်ခဲ့ပေမဲ့ချက်တီးထချက်တီးထအဝေးကိန်းနေတဲ့လူမျိုးအတန်တစ်ခုကြားလိုက်ရတယ်အဲ့ဒီအတန်ကဘာလဲအကိုငါလဲမသိဘူးကွာ ကြောက်เสียရမလိုပါဘူးတကယ်တော့အောင်မင်းလဲကြောက်နေပြီးကြေးရွာတွေကလူကြီးတွေပြောပြနေကြဥပရှင်ရဲ့ ဝိညာဉ်အကြောင်းကိုတတိယမိလာတဲ့သူသေးဆုံးချိန်မှာလယ်ပင်ညှက်နေတဲ့အတွက် သူ့ဝိညာဉ်ဟာတက်နိုင်သောအတန်နဲ့ကြံရိပ်ခဲ့တဲ့လူတွေကို အန္တရာယ်ပေးတယ်လို့ကြေးရွာထဲမှာအပြောများကြတဲ့အတန်ဟာနီးကပ်လာနေပြီးညီကိုနှစ်ယောက်ကူထဲမှာပိုနေတဲ့ဘက်ကိုထွက်ပြေးကြတယ်သူတို့ရဲ့မိအိမ်ကလည်းမီးလင်းဆဖြစ်လာပြီးရုတ်တရက်အောင်မင်းရဲ့ခြေထောက်ဟာပြက်ကျလာတဲ့ကြောက်တုံးတုံးနဲ့ထိမိသွားပြီးသူဟာမတည့်ရမရအောင်ဒူးခေါင်ကွဲသွားတဲ့အောင်ဟန် ပြေးသွားကျေးဇူးပြုပြီးပြေးသွားငါ့ကိုဒီမှာခြံထားခဲ့အောင်မင်းကညီကိုအော်ဟစ်ခိုင်းလိုက်တယ်ဒါပေမဲ့အောင်ဟန်ကမပြေးနိုင်တော့ဘူးသူ့ရှေ့မှာအယုတ်ဆိုးတပွဲမြင်လိုက်ရလို့ပါလူတယောက်ရဲ့အရေးအယံလိုမျိုးလေဘင်းကိုတစုံတရာနဲ့ညှက်ထားသလိုစောင်းပြီးရက်နေတယ်အဲ့ဒီအရေးဟာအတီတကြမရှိပဲလေထဲမှာမျောပါနေသလိုပါပဲကြက်တီးထား ချက်တီထအတန်ဟာသူတို့နှစ်ယောက်ရဲ့နားထဲမှာပိုကြီးလာပြီးကျဲလောင်လာတဲ့အောင်ဟန်ဟာငေးမောပြီးကြည်နေမိတယ်။အဲ့ဒီအရေးဟာသူ့စီကိုချောင်းမြောင်းကြည်နေပြီးလက်ညှိုးထိုးပြနေတဲ့သူ့မျက်လုံးတွေထဲမှာအနက်ရောင်အရေးတွေ ဝင်ရောက်လာသလိုခံစားရပြီးတတိလစ်သွားတဲ့မနက်ခင်းမှာကြေးရွာသားတွေကညီကိုနှစ်ယောက်ကိုဂူထဲမှာတွားရှာတွေ့ကြတယ်။အောင်မင်းကိုတေဆုံးနေတာတွေ့ရပြီး အောင်ဟန်ကတော့သူ့ညီအကိုရဲ့အလောင်းကိုပွေးပတ်ထားရင်စိတ်ရှုပ်ထွေးနေတဲ့သူ့မျက်လုံးတွေဟာကြောက်ရွံ့မှုနဲ့အတိတ်ပဲမရှိဖြစ်နေတဲ့ကြ။အေးရွာသားတွေအောင်ဟန်ကို အိမ်ပြန်ခေါ်လာကြတယ်။ဒါပေမဲ့သူဟာပြောပြတဲ့စကားကဥပါရှင်။သူကငါ့အကိုကိုတတ်လိုက်တယ်။ ူကကြောက်ကူထဲမှာရှိနေတုံးပဲဆိုတဲ့စကားပဲကြေးရွာကလူတွေက သူ့ကို စိတ်ရောဂါဖြစ်နေတယ်လို့ထင်ကြတယ်ဒါပေမဲ့အောင်ဟန်ဟာညဘက်တိုင်းအိမ်မက်ဆိုးမက်ပြီးကြက်တီးထကြက်တီးထဆိုတဲ့အတန်းနဲ့နိုးလာတက်တဲ့သူဟာညဘက်တိုင်းအိမ်ပြင်ဘက်ကိုထွက်သွားပြီးကျေးလက်လန်းတွေပေါ်မှာလမ်းလျှောက်တက်လာတယ်သူ့လက်ထဲမှာလွန်ခဲ့တဲ့ညက ဂူထဲမှာတွေ့ခဲ့ရတဲ့ကြောက်တုံးတုံးကိုစုပ်ကင်ထားတဲ့တညမှာကြေးရွာကလူတွေအောင်ဟန်ကိုကြေးလက်လန်းပေါ်မှာမတက်ရက်ပြီးသူ့ကိုယ်သူလေပင်းညက်ဖို့စူးစမ်းနေတာကိုတွေ့လိုက်ရတယ်။သူတို့မြ мян ဆန်ဆန်သွားခဲ့ကြတယ်။အောင်ဟန်ရဲ့မျက်လုံးတွေဟာကြောက်မက်ဖွယ်ကောင်းပြီးသူဟာလူကြီးတယောက်ရဲ့အတန်နဲ့အော်နေတယ်ငါပြန်လာပြီငါကျေးဇူးဆက်ချက်တွေခံစားရမယ်ကျေးရွာသားတွေနားမလည်နိုင်ကြဘူးအောင်ဟန်ရဲ့အတန်ဟာကျေးရွာတွေက လူကြီးတယောက်ဖြစ်တဲ့ ဥပရှင်ရဲ့အတန်နဲ့တူနေလို့ပါပဲ။ဟုတ်ကဲ့ပါပရိသတ်ကြီးများရှင်ဇလန်းလေးကပြီးဆုံးသွားပါပြီ။နောက်နေ့တွေမှာထပ်တွေ့ကြမယ်။ကောင်းသောနေ့တွေပိုင်ဆိုင်နိုင်ကြပါစေရှင်။